ဟယ်လိုမင်္ဂလာပါလာပါတော်ရပါအဲဒီနေ့ပေါ်တော့ဒါ no contact reading လေးကြည့်ပေးမယ်တစ်ဖက်သူရဲ့စိတ်အခြေအနေဒါအဆက်အသွယ်မရတဲ့သူတွေအကုန်လုံးအကျုံးအောင်မှာပေါ့နော်ဒါခုနလပိုင်းအတွက် no contact submission reading လို့ပြောလို့လည်းရတယ်အဲ့တော့ကတ်တရရှက်ဖက်မလို့တည်းနော်အဲ့တော့ဒါတခါလေးရှက်ဖက်လုံးမယ်ဆိုရင်စိတ်နဲ့ပေါ့နော်ရှက်ဖက်လုံးမထားသေးရဆိုတော့အဲ့တော့ဒါကိုအတွေ့အကြုံတစ်ဖက်သူ နော်တစ်ဖက်သူသူ့ရဲ့ energy သူလက်ရှိအခုသူ့ဘဝထဲမှာသူဘာဖြစ်နေလဲကို့အကြောင်းသူတွေးနေသေးရလားကို့ရောသတိရနေသေးလားကိုနဲ့ပတ်သက်ပြီးသူဘယ်လိုသဘောထားလဲဒါခုနလပိုင်းအတွက် no contact reading မို့ပေါ့နော်ဒါဒီခုနလပိုင်းမှာရောသူ့ဘက်ကကို့ကိုစပြီးဆက်သွယ်လာဖို့ရှိမလားနှစ်ယောက်ကြာမှာအဆက်သွယ်ပြင်ရမလားအဲ့ဒီကိုကြည့်ပြီးမယ်အဲ့တော့ lavender ကြီးကတ်တွေရှက်ဖယ်လုံးနေစဉ်အတွင်းမှာတစ်ဖက်သူရဲ့မျက်နှာကို စိတ်အေးလေးထားပြီးတော့ပုံဖော်ကြည့်တစ်ဖက်သူရဲ့နာမည်ကိုရွတ်တစ်ဖက်သူရဲ့မျက်နှာကိုအယုံထဲမှာပုံဖော် visualize လုပ်ဟုတ်ပြီနော်အဲ့လိုဆိုမှ energy ပုံပြီးတော့ကိုက်မယ် Okay အဲ့တော့ six of cups channel source judgment โอเคအဲ့တော့သူကိုအကြောင်းတွေးနေကြလားဆိုရင်တွေးနေတယ်ဒါပေမဲ့ကိုနဲ့အဆင်မပြေတဲ့အကြောင်းအရာတွေကိုတွေးနေတဲ့ပုံစံမျိုးပြောเนาะအဓိကအဖြစ်တော့သူတွေးနေတာမင်းနဲ့ပတ်သက်ပြီးတော့อืมဒီ sis all cap ရဲ့သဘောတရားအရာပေါ့เนาะနည်းနည်းအဓိကအကြောင်းတွေပြန်တွေးနေရယ်เนาะဒီဒီဘယ်လိုပြောရမလဲ ဒီမှာလည်းငင်းနေတွေးနေဆွေးနေရတဲ့ဒီပုံထဲမှာလည်းပါရပါတော့။ဆိုတော့ဒါမင်းနဲ့ပတ်သက်တဲ့ဒါအတိတ်ကသူမလုပ်ပေးခဲ့ရတဲ့အရာတွေနည်းနည်းနောင်တရနေရမျိုးပေါ့နော်။မင်းနဲ့ပတ်သက်ပြီးနောင်တရစရာမင်းဆုံးရှုံးလိုက်ရလို့နောင်တရစရာအကြောင်းနေပေါ့နော်။ဒါသူတွေးနေရရရှိတယ်။အော် maybe ဒါသူမှားခဲ့တာကြီးပေါ့နော်ဒီ relationship ဒီ broke up ဖြစ်ခဲ့တာเนาะ break up ဖြစ်ခဲ့တာသူ့ချောင်ပေါ့နော်ဒါ तू ကပဲအဲ့လိုလုပ်ခဲ့တာ နော်ဒီ tunnel source ဆိုတဲ့သဘောတရားဒါဆုံးရှုံးလိုက်ရတယ်ဒီဆုံးရှုံးလိုက်ရတဲ့အရာပေါ်မှာသူလည်းနာကျင်တယ်ဒါသူလည်းဒီလိုမျိုးကြီးမဖြစ်ရှင်ဘူးပေါ့နော်မဖြစ်ရှင်ဘဲနဲ့ဖြစ်လိုက်ရတာအဓိကဒီသုံးကက်လုံရဲ့ရွယ်ချက်ကဒီမင်းရဲ့တစ်ဖက်သူကမင်းကြောင့်တွေးနေတယ်ဒါပေမဲ့မင်းနဲ့ပတ်သက်ပြီးတော့နောင်တအရာစရာကြီးပဲသူတွေးနေရတယ် နော်ဒါဟိုအနာဂျီကလေးရဲ့ပေါ့နော်မင်းနဲ့ပတ်သက်ပြီးတော့ဒါမင်းပေါ်မှာကောင်းကောင်းမဆက်ဆံပြီးခဲလိုက်ရဘူးနော်မင်းကိုတစ်ထပ်ပို့ပြီးကောင်းကောင်းဆက်ဆံပြီးခဲတင်တာအဲ့တော့ဒီ judgment ဆိုရဲကက်လေးရလဲဒါမင်းနဲ့ပတ်သက်ပြီးတော့ဒါမင်းကောင်းခဲ့တာလေသူအခုမှတည်နေရမျိုးပေါ့နော်အဲအဲ့လိုမျိုးလေမင်းနဲ့ပတ်သက်ပြီးတော့အလင်းတစ်ခုဝင်သွားတာမျိုးပေါ့နော်ဒါသူ့အနေနဲ့ဒါသူကြုံတွေ့လာရတဲ့ဒီ lesson ပေါ်မှာအချိန်မီပေါ်မှာမူတည်ရောမူတည်ပြီးတော့ပေါ့နော်ဟောမင်းကသူ့ပေါ်မှာတကယ်ကောင်းပြီးခဲ့တာပါလား မင်းကသူ့ကိုတကယ်ချစ်ပေးခဲ့တာပါလားမင်းရဲ့တန်မိုးတွေသူကဒီချိန်မှာပြန်တိနေရယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲအဲ့လိုမျိုးလေးတွေ့ရတယ်ဆိုတော့ဒါဒီသုံးခက်လုံးရဲ့ energy ကဒါနောင်တရနေ energy မျိုးတွေ့ရတယ်ဆိုတော့ဒါသုံးခက်လုံးကတော့မင်းကြောင့်တွေးနေရပေါ့နော်အဲဒီမှာလည်းသူပြောထားအစ်စ်ပြန်စားခြင်း ਨੇ ဖေးချော်ဝမ်းဆိုတော့အစ်စ်ပြန်စားခြင်း ਨੇ ဒီအစ်စ်ပြန်စားဖို့လည်းတကယ်တွေးတောနေရရှိတယ်ဒါပေမဲ့ action မယူမယူသေးဘူးပေါ့နော်အဲဒါမင်းကိုဆက်တွေ့ခြင်း ਨੇ နော်မင်းနဲ့အဆက်အသွယ်ပြန်ရချင်တယ်မင်းအကြောင်းအရင်အတိတ်ကအကြောင်းတွေပြန်တွေးနေရလေးရှိမယ်နော်စိတ်အားချက်တန်နေမင်းနဲ့ပတ်သက်ပြီးတော့စိတ်ခုနဒီ cap ဆိုရဲဒီအရစစစော cap ကလည်းအဲ့လိုပဲဘောတော့ဒါမတင်မကြအချင်းတွေတခုမှပဲဒါရှိသေးရဒါဒီမှာလည်းတွေးတော့နေတဲ့အချင်းတခေါ်အတော်ကျမှာပါဘောနော်နည်းနည်းလေးတော့အတွေးများနေတယ်ဒါပေမဲ့ အဲ့အဆက်အသွယ်ရမလားဆိုအဆက်အသွယ်ရနိုင်တယ်တစ်ဖက်သူကမင်းနဲ့ပတ်သက်ပြီးတော့မင်းအကြောင်းဝယ်တွေးနေရမင်းအကြောင်းဝယ် focus ထားပြီးတော့တွေးနေရဆိုတော့ဒါမဆိုးလို့ပြောရမှာပေါ့နော်သူအကြောင်းထဲမှာမင်းနဲ့ပတ်သက်ပြီးတော့ move form မလုပ်ရသေးဘူးနော်ဒါဆိုးတာပဲတွေးတွေးကောင်းတာပဲတွေးတွေးလုံးဝမေ့သွားတဲ့ဆိုင်ဒါကိုယ်အကြောင်းတို့လိုတွေးနေဆိုတော့မဆိုးဘူးပေါ့နော်ဒါဆိုဒါရဲ့အဲ့လိုပဲတတ်မှတ်တယ်ဆိုတော့ဒါအသက်စတင်ချင်တာမျိုးရှိရမင်းစီကိုဆက်သွယ်ချင်တာမျိုးလည်းရှိရအဲ့ဒါပေမဲ့ဒါသူ့အနေနဲ့ဒါအချိန်တော့စောင့်အောင်ပဲပေါ့နော် တချိန်ချိန်မှာတော့အဆက်အသွယ်ယူဖြစ်လိမ့်မယ်အဆက်အသွယ်တော့ action တစ်ခုယူပြီးတော့ message လာဖြစ်လိမ့်မယ်လို့ပြတယ် facial cast okay ဒီမှာလည်းအဲ့တိုင်းပဲပေါ့နော်ဒါဒီမှာသူများအတော်ရင်ကြည်နိုးနေတဲ့ပုံစံဒါသူတယောက်တည်းမှိုင်းနေတဲ့ပုံစံမျိုးပေါ့နော်။အင်းသူလည်းအဲ့လိုသူများအတော်ရဲ့အဆင်ပြေချင်တယ်လို့အဆင်ပြေချင်နေတယ်တဲ့။အကြိုက်အကက်လေးရာမဆိုပါဘူး။နော်မင်းအကြောင်းကောင်းနေရှိပါတယ်။မင်းနဲ့ပတ်သက်ပြီးတော့အတိတ်တပံစဖို့လဲသူ့အနေနဲ့စိတ်အားထက်သန်နေစေပဲ။နော်။ ရားထက်သန်နေတယ်ပဲမေဘီဒါလာဗန်ဒါရီကဒါမင်းအကြောင်းတွေးနေသေးလားဆိုရဲ့အရာမှာเนาะဒါကက်ဆွဲလိုက်တဲ့အခါမှာတော့တွေးနေသေးတယ်နာကျင်ရတဲ့အတွေးတွေရောအဆင်ပြေရှင်တဲ့အတွေးတွေရောရောထွေးနေရတွေးရတယ်တေချာရဲ့ decision တစ်ခုပြတ်သားတဲ့ decision တစ်ခုတော့မတွေးရသေးဘူးဒီကလာရဲမှာအဲ့တော့ဒါသူ့ဘဝထဲမှာဝိုင်းဖြစ်နေတယ်တဖက်သူ no contact ကာလမှာသူ့ဘဝထဲမှာရောဘာဖြစ်နေလဲ fiber source စိတ်တွေကနော်ဒီအစင်မပြေရဲ့ဘက်မသွားနဲ့ခံအောင်ဝင်3 all way သူကလေစိတ်ကဒါဘယ်လိုပြောမလဲရှင်နေသူ့ဘဝထဲမှာမဖြစ်နေလဲဆိုရင်ဒီအစင်မပြေအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စိတ်လေးနေတယ်နော်ဒါသူ့ဘဝထဲမှာလောက်ဆရာရဲ့အများကြီးလက်ရှိရဲ့အဲ့အရာကိုသူသွားနေပေါ့နော်ဒါပေမဲ့ ိတ်သူဘေးပတ်ဝန်းကျင်ရလူတွေနဲ့တိတ်အဆင်မပြေဘူးဆိုတဲ့ပုံစံမျိုး။ဟောသူကအတွေးများနေရဲ့။ဟောအတွေးများနေရဲ့အဆင်မပြေအကြောင်းအရာအဓိကတော့ negative အကြောင်းအရာတွေပဲတွေးရများနေရပေါ့နော်။ဒါသူသူ့ဘဝထဲမှာဖြစ်လာမယ့်အရာတွေအများကြီးပဲ။ဒါပေမဲ့သူဒီအချိန်မှာတော့သူ့အနေနဲ့ right time တခုမရောက်သေးဘူး။အဲ့တော့ကြောင့်သူဖြစ်ချင်တာဖြစ်မလာရသေးဘူးကွာ။အဲ့တော့သူနည်းနည်းလေးစိတ်လေညာစိတ်ထွေးနေရမျိုးရှိရဲ့ကိုကွာ။ အမရနေရာမျိုးလည်းရှိရဲ့အဲ့တော့ဒါခြုံကြည့်ရမယ်ဆိုရင် energy အရာတော့စိတ်လေးနေရာမျိုးကြီးရှိရဲ့အတွင်းအတွင်းများနေရာရှိရဲ့နော် drama သူကိုယ်သူ drama ခင်းနေမှာတော့ငါပြင်တယ်မှာဘယ်သူမှမရှိကြဘူးငါလိုပဲအဆင်မပြေတော့ဘူးလားအဲ့အဲ့လိုသူကိုယ်သူ drama ခင်းနေတဲ့အပိုင်းလေးပေါ့နော်အဲ့လိုလေးတော့တွေ့ရတယ်နောက်ဆိုတော့ဒါနုကွန်တက်ကာလာမှာတစ်ဖက်သူနဲ့တစ်ဖက်သူอ่ะဗောနော်မင်းចောင်းတွေးနေရလေးပါတယ်။အဲသူ့ရဲ့ဘဝထဲမှာတိတ်တော့အဆင်မပြေဘူးစိတ်လေးနေရစိတ်လေးနေရမျိုးเนาะ အဲ့တော့음နောက်တစ်ခါကျဘာလိုမင်းကွန်းကြည့်ရမလဲအဲ့တော့ဒါကုဒီရီယွန်ကြည့်နေတဲ့သူရဲ့ energy လည်းတိတ်တော့မငြိမ်ဘူးဘောနော်နှစ်ယောက်ဆိုတော့မငြိမ်တဲ့ကာလတစ်ခုဖြစ်နေတာအဲ့တော့ energy ကငြိမ်မှ universe ကကိုယ်ကိုပြန်ဆုံစီမှာနော်အဲ့တော့ငြိမ်အောင်လေးနည်းနည်းကိုယ့်ကို control လုပ်ပါအောင်တစ်ဖက်သူကတော့တစ်ဖက်သူစိတ်တည်ငြိမ်အောင်လို့ကိုကိုယ်ကိုယ်သူ့ကိုတွားပြီး control လုပ်လို့မရဘူးเนาะအဲ့တော့ကိုကိုယ်ကိုယ်တိုင် control လုပ်လို့အရာ control လုပ်လို့ရတဲ့အရာပေါ်မှာတော့အာရုံစိုက်ပါသူကသူ့အကြောင်းသူဘာပဲဖြစ်နေဖြစ်နေနော်ကိုကကိုလုံးဆရာရှာဆက်လုံးနေဖို့ပဲအဲ့တော့သူ့ဘက်ကရောမင်းကိုလိုအပ်နေသေးလားအမ်ဒါမှမဟုတ်သူ့မှာတခြားတယောက်ရှိနေရမျိုးခြားတယောက်နဲ့စကားပြောနေရမျိုးရောရှိရှိနေနိုင်မလားသူ့စိတ်ထဲမှာမင်းအပြင်တခြားတယောက်ရှိနေရမျိုးရှိနေနိုင်မလား 帅，嗯，感情，friendship 是吧？哦，对的，等年纪一帮对美术有信念来没？တော့ဒါကက်လေးဆွဲကြည့်ရတော့တော့သူ့ပေါ်ထဲမှာခြားသူရောရှိနေနိုင်မှာเนาะဒါသူစိတ်ခုနလောက်ပြောထားပြောဆိုလို့ပဲပေါ့เนาะသူ့ပေါ်ထဲမှာသူဘာဖြစ်နေလဲသူ အဲ့အဲ့လိုကြည့်လိုက်တော့သူ့ရဲ့ energy ပုံစံမျိုးက stress ပြီးနေတယ်။ဒါပေမဲ့ပြောရတဲ့အချိန်စိတ်လေးနေတာဒုတိယတစ်ကက်လည်းအဲ့လိုထွက်ကြတယ်။အဲ့တော့နောက်တစ်ယောက်ရှိနေနိုင်မလားဆိုရယ်ပုံစံမျိုးမှာတော့ဝဲဆိုင်ပုံစံမျိုးလေးဒီတောင်းတဲ့ပုံစံမျိုးလေးကြတော့တက်ပါကြီးရောကြကြပေါင်းရှိရယ်သူကိုယ်ရအလုပ်တွေလုပ်နေရအလုပ်တွေမအားဘူးဆိုပေမဲ့မင်းကြောင့်လဲတွေးနေစေမင်းနဲ့ပတ်သက်ပြီးအဆင်မပြေအကြောင်းအရာတွေတွေးနေစေလွမ်းနေစေမိမောနေစေဆိုပေမဲ့သူ့သူ့ဘက်မှာတက်ပါကြီးရှိနေနိုင်မယ်ကိုကြည့်နေရတော့ဒီဆက်သွယ်များဒီကာလမှာ တပါလီရှိနေနိုင်မယ်เนาะအဲ့တော့ဒါနောက်ဆုံးကက်အနေနဲ့ပေါ့เนาะဘယ်တော့လာဒီခုနလပိုင်းထဲမှာရောအဲ yes on me ခုံတော့ခုနလပိုင်းထဲမှာရောမင်းနဲ့သူနဲ့အဆက်အသွယ်ပြန်ရမှာတို့ကွန်တက်ဖြစ်နေတဲ့တစ်ဖက်သူနဲ့အမင်းနဲ့အဆက်အသွယ်ပြန်ရမှာ yes on no. me ဲ့တော့ several sauce testa okay အဆက်တော့ပြန်ရမယ်နော်ဒါပေမဲ့ကို့ဘောမှာဖုံးကွယ်ထားလေးလိညာထားလေးရှိတယ်ဆိုတော့အဆက်တွေပြန်ရရင်တောင်မှသူ့ရဲ့ဘောဟာသူ့ drama ခင်းလိမ့်မယ် maybe သူ့ရဲ့တက်ပါတီနဲ့ပြည့်ဖြတ်သွားပါပြီနော်ဒါသူကိုဆက်တွယ်လာတော့ဆက်တွယ်လာလိမ့်မယ်မင်းဘက်ကဆူတောင်းလေးပြည့်ဝမယ်ဆိုပုံစံမျိုးတော့ပြရဲွာအဲဒါပေမဲ့ဒါ ကိုယ်စီကိုတခုခုလိုချင်လို့ချင်ကက်လာတာမျိုးတွေအများကြီးဖြစ်နိုင်မယ်။နော်သူ့ဘက်မှာဖုံးကွယ်ထားတာရှိနေပြီးတော့နော်ကိုယ်စီကိုဒါအပြည့်အဝလှမ်းလာတာမဟုတ်သေးဘူး။နော်အဆက်ကြော်တော့ရနိုင်မယ်။ဒါပေမဲ့ကောင်းကောင်းပြန်လာကျွန်တော်မဟုတ်ဘူးဖုံးကွယ်ထားရင်အများကြီးနော်သူကိုနဲ့ဒီအဆက်ဆက်ပြန်နေကလာတခုမှကိုပေါ်လိန်ထားရတယ်အများကြီးပဲเนาะအဲ့တော့ဒါကိုစီရတခုခုလိုချင်လို့ပြန်လာတာဒါမှမဟုတ်ဒါသူသူပြန်လာတာဘယ်လိုပြောမလဲอืม တော့တပ်ပါနေနဲ့မတိရယ်နဲ့ကိုယ့်စီကိုယ်ဆောင်ကိုယ်ပဲပြန်လာတာကိုယ့်ဆောင်ကိုယ်ပဲလာပြီးဆက်တွဲတာအဲ့လိုမျိုးလေးဖြစ်မယ်အဲ့တော့အဆက်တွဲတော့ရမယ်ဒါပေမဲ့ညှော်မှန်းထားတဲ့အဆက်တွဲပုံစံမျိုးတော့မဟုတ်ဘူးအဲ့လိုမျိုးတွေ့ရနော်အဲ့တော့အရင်ကြီးရောညှော်လဲမနေနဲ့နော်ဗီရှိုဂိတ်ကာလာတွေဆိုတော့လေကို့အနေနဲ့ဒါလက်ဆင်ရောက်ဖို့ပဲပြန်လာဖြစ်ဖြစ်မှာပေါ့နော် အဲဒီခုနလပိုင်းထဲမှာအခြေအနေပတ်သက်ပြောမှမမျှော်လင့်တဲ့ကို့အတွက်ကလက်စင်တည်ယူစရာတွေကြီးပဲဖြစ်မယ်ဘာလို့လဲဒီ retro gate color တွေမလို့ retro gate color တွေကဘာလဲဆိုတော့ဒီ video မှာရှင်းပြနေဒါရှိတော့မှဆိုလို့ဒါကြည့်ရင် search box မှာရိုက်ရှာကြည့်လိုက်နော်အဲဒါ universe message တွေမင်းအတွက်ခုနကလေးရောက်ပြန်ခေါ်ရတယ် your life is so special treat it with loving care okay အဲ့သူပြောချင်တဲ့သဘောကမိရဲ့ဘဝအရင်ကို special ဖြစ်တယ်နော်အကောင်ဆုံးဘဝကကိုခုကြုံနေရတဲ့ကိုဘဝကိုရဲ့လက်ရှိပြည့်စုံဘဝကကသာကိုရအကောင်ဆုံးမယ်အဲ့တော့ကိုကုတ်ကိုကောက်ကောက်ဝုံဝုံဂရုစိုက်ပါကောက်ကောက်ဝုံဝုံဒါအလိုလိုက်ပါကိုပြည့်စုံလေးပဲလုံးဆန္ဒဦးစားပေးပြီးတော့လုပ်ကြည့်ပါနောက်ကို intuition ဘာပြောချက်နေလဲကို intuition အတိုင်းနားထောင်ပြီးတော့ဒါကိုပြောမယ်ထင်ရလေးလုပ်ကြည့်ပါ เนาะဆိုတော့ဒါအမင်းရဲ့ဘွားကအရင်ပေါ့ special ဖြစ်နေလို့ဒါကိုကိုကိုလည်းဒီ special ဖြစ်အောင်ဆက်ဆက်မှာကိုကကောင်းတဲ့အရာတွေနဲ့ထိုက်တန်တယ်လို့ပဲအမြဲတမ်းတွေးထားပါအဲ့လိုမျိုးအဲ့တော့ Oh okay အဲ့တော့ဒါဒီကက်ရဲ့သဘောတဘာဝเนาะကိုအတွေ့ထဲမှာဘယ်ဟာလုတ်တဲ့နေเนาะဒါဟိုတွေးဟာဖြစ်နေတဲ့ကိစ္စရရှိရင်ပေါ့เนาะအရန်တွေးမနေနဲ့ဒါလွတ်ချလိုက် အတွေ့အရန်မများနေနဲ့ငါဖဲရောက်လှုပ်တဲ့လေငါဖဲရောက်မလှုပ်တဲ့မူလေကိုကိုကိုပေါ့နော်အရန်ဖိအားပေးနေမဲ့ဆာ let it go အတော့သူဖြစ်သွားလိမ့်မယ်အရန်တွေ့မများနေတချို့ကောင်းပါလေးဆိုရှိရကိုကိုမကောင်းတည်ရအဲကိုရိုင်းလည်းအဲ့လိုပါပဲကိုရိုင်းလည်းကိုကိုမကောင်းမှန်းတည်ရဒါပေမဲ့ဒါရှစ်ဆက်သွားရမလားရက်လိုက်ရမလားအများကြီးစဉ်းစားတယ်နော် ဲ့တော့ဒါကိုကိုပဲအရင်ဆုံးပြန်မေးပါကို intuition အတိုင်းပဲကိုပဲဆုံးဖြတ်ပါเนาะဒီမှာပြောထားတာအရင်ကြီးမတွေးပါနဲ့တချို့အရာကြီးကအမတိုင်းကိုအမတွေးတတ်တော့ရင်ဒါကဲအဝဲဆုံးဖြတ်ခိုင်းတယ်ကဘာသာဘယ်ဆက်သွားမယ်ဆိုရင်ပုံစံမျိုးပေါ့နော်အဲ့တော့ဒါအဲ့ကကအဲ့ပုံစံမျိုးပဲပြောထား message အနေနဲ့ do something kind for someone without any expression okay အဲ့တော့ဒါကျတော့ဒါတစုံတယောက်ပေါ်မှာနော်ကိုက ညှော်လင်းချက်မပါတာမျိုးနဲ့ပဲလုပ်ပေးပါနောက်ပိုင်းပေါ့နော်ညှော်လင်းချက်မပါဘဲနဲ့ချစ်ပေးရမျိုးသူစီကကိုကဘာမှပြန်လဲရယူလို့စိတ်မရှိဘဲနဲ့အဲခုညီပေးလိုက်တာမျိုးเนาะအဲ့တော့ဒါအလူတန်းလူတဲ့အခါမှာလဲဒါကို့အနေနဲ့ဘာမှပြန်ရဖို့မမျှော်လင့်ဘူးဒီတိုင်းလှူချင်လို့ကိုလှူလိုက်တာဆိုရင်စိတ်မျိုးပေါ့နော်ဒါကျင်နာတဲ့အရာတွေတစ်ခုခုပြုတ်လုံပါတဲ့အဲ့အရာပေါ်မှာကိုကဘာမှမမျှော်လင့်ဘဲနဲ့ပြုတ်လုပ်ပါဆိုပြီးကလေးကတော့ပြောထားတယ်เนาะဟုတ်ပြီเนาะဒါအဲ့တော့ဒါ main message တွေ အဲခုနလပိုင်းမှာခြုံပြောရရင်နှစ်ယောက်ကတင်ထားတော့အဆင်ပြေမှာမဟုတ်သေးဘူး။နှစ်ယောက်ကြာမှာ obstacle တွေများနေသေးတယ်။တနေ့တည်းအထင်လွဲတဲ့ကိစ္စလေးပေါ့နော်။သူ့ဘက်ကလည်းမင်းကြောင့်နာကျင်ရတဲ့အပိုင်း၊နော်မင်းမားတဲ့အပိုင်းတို့သူတွေးနေရရှိသလိုမင်းဘက်မှာလည်းသူမားတဲ့အပိုင်း၊သူကကိုယ့်ပေါ်မကောင်းတဲ့အပိုင်းတွေတွေးနေရရှိတယ်။အဲ့တော့နှစ်ယောက်ကြာမှာ obstacle ဖြစ်နေရဲ့။အဲ့ obstacle ဖြစ်နေရအရေးမကြီးဆိုတာသူ့ဘက်မှာတက်ပါတယ်ပေါ့နော်။သူ့စိတ်ထဲမှာချားမင်းကလေးတယောက်နေရယူထားတယ်။အဲ့အဲ့အလေးလည်းချားမင်းကလေးတောင်မှချားယောက်ျားလေးနော်နေရယူထားတွေ့ရတယ်။ဆိုတော့ အဲ့ဒါနှစ်ယောက်ကြောင့်အကြီးမားဆုံး challenge အကြီးမားဆုံး obstacle တစ်ခုဖြစ်လိမ့်မယ်အဲ့တော့ဒါထင်သလောက်တော့ခုနလပိုင်းမှာအဆင်ပြေမှာတော့မဟုတ်ဘူးကိုယ့်စီအဆက်အသွယ်တော့ရနိုင်နေဆိုပေမဲ့သူနဲ့ပတ်သက်ပြီးဆူတောင်းလေးကိုဆူတောင်းထားတဲ့အရာတွေ manifest လုပ်ထားတဲ့အရာတွေပြည့်စုံနေဆိုပေမဲ့နောက်သူ့ဘက်ကဒါအဲဒီရချက်ရှိရှိပေါ့နော်လိုချင်တာတစ်ခုရှိလို့ပြန်လာတာမျိုးဒါမှမဟုတ်ပြီလည်းပြန်ထွက်သွားမှမျိုးပေါ့နော်อืม ဒါဒီ seven source ဝဲကက်လေးကဒါကို့ဘောလိညာဟန်ဆောင်ထားတာမျိုးပေါ့နော်ဆိုတော့သူ့တကယ်အစ်ရဲ့အစ်မမဟုတ်ဘဲနဲ့သူ့ဘက်ကတကယ်တခုလိုချင်တာရှိလို့ဒါပြန်ပြီးတော့ဆက်သွယ်အမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ကောင်းသောဆက်သွယ်ခြင်းတော့မဟုတ်သေးဘူးပေါ့နော်ကဲဟုတ်ပြီအဲ့တော့အဲဒီနေ့ဒီလအတွက် no contact reading လေးကဒီလောက်ပဲနော်အဲ့တော့ဒါ comment တွေမိုက်ခဲ့ပြီးအောင်နော်ဒါ comment တွေဖတ်တယ်ဆိုတော့နောက်ထပ် reading မှာလည်းပဲနိုင်တယ်အခုပြန်တွေ့မယ်နော်ဘိုင်ဘိုင်